ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်6လပိုင်းအတွက်ကိုတဲတော်ဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကို6လပိုင်းအတွက်တဲတော်ဆွဲပြီးတဲ့ခါမှာတနင်္လာသားသမီးတွေအတွက်ကြာလာတဲ့တဲတော်ကက်ကတော့အဲဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်အဲ့မှာလူလင်ပြူတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွန့်အခက်အလက်အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်း ခေါင်းမော့ပြီးကြည့်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိအဲဒီကဲအိဗေကတော့တရင်စကားကိုတည်ဆောင်လာတဲ့သူဆိုရင်အိဗေရပါတယ်ဒီကဲအိဗေကတော့တရင်စကားတွေကိုတည်ဆောင်လာတဲ့သူတရင်ကောင်းတွေကြားရတယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေအနေနဲ့ကအမင်္ဂလာရှိတဲ့တည်င်းနေအဝမ်းသာမဲ့တည်င်းနေပျော်စရာကောင်းတဲ့တည်င်းမျိုးတွေပေါ့နော်တည်င်းစကားတွေကြားရမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်နော် ဲ့တော့ရုံငန်းကင်ကန်းတဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတော့နမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်နော်အဲ့တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသင်းဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတော့နမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ် အဲ့အမွေရတတ်တယ်နော်မတင်မတဲ့နဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာဆန်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေတွေအနေနဲ့ဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှိဖို့အဆင်ပြေလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကဲ့အတိတ်ပဲရတော့အဲ့တော့ယူရချက်ယူမှန်းချက်တွေအစ်စ်တွေပေါ်ပေါက်တတ်တယ် နော်ဥတီကျအစ်စ်တွေပေါ်ပေါက်တက်တယ်နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်ဒီနေ့လာသားမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စူးစမ်းအထောက်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါက်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဘဝအစ်စ်တစ်ခုလုပ်ငန်းအစ်စ်တစ်ခုနော်အခွင့်အရေးအစ်စ်တစ်ခုရရှိတက်တယ်နော်လုပ်ငန်းကိန်းကအစ်စ်တွေနော်အခွင့်အရေးအစ်စ်တွေပေါ်ပေါက်လာမယ် နော်နေရာဒေသအစ်စ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတဲ့နော်အဲ့တော့စိတ်ကူးအစ်စ်အကြံဉာဏ်အစ်စ်တွေပေါ်ပေါက်လာတဲ့အဲ့စိတ်ကူးအစ်စ်အကြံဉာဏ်အစ်စ်တွေနေရာနေပြီးတော့အလောက်ကင်ဆောင်ရမယ်ဆိုရင်ဒီနေရာသားတွေဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါတနင်္လာနေ့သားဒီမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာနေ့သားဒီအတွက်ကို6လပိုင်းအတွက်တဲရော့ဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာ 6လပိုင်းဆိုတော့တနင်္ဂနွေသားသမီးတွေကတဲတော့ကြည်ပြီးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်း8ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်နော်တုံချောင်း8ချောင်းဆိုတဲ့ကက်အော်ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှေ့မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်နောက်စိန်လန်းဆိုပြည်နေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့ဒီတုံချောင်း8ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဝေးစားစား ထွက်နေတယ်เนาะအညုံအကက်အတက်လက်အညုံအကက်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်းကောင်းငွေကနေကျလာတယ်ပေါ့အဲ့တော့ကောင်းငွေကကျလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းအဓိပ္ပာယ်ကောက်လို့ရတယ်เนาะကောင်းငွေကနေပြုတ်ကျလာတယ်ဒုံချောင်းရှစ်ချောင်းเนาะအဓိပ္ပာယ်ကတော့အဲတနင်္ဂနွေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာ ်မိမိလောက်ကင်နေတဲ့အလောက်ကန်လုပ်ငန်းကင်နေတဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်။နော်လုပ်ငန်းတွေအတိုးတက်လာနိုင်တယ်။သို့တော့အဟံအတားတွေအနှောက်အယှက်အတားအဆီးတွေလည်းရှိနေတယ်။နော်အဟံအတားတွေအနှောက်အယှက်တွေအတားအဆီးတွေရှိနေတယ်။အနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်။အဲ့တော့ကိုယ့်ရဲ့ကိုယ်လုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတမျိုးရသားသမီးတွေလည်းမြန်မြန်သွတ်သွတ်လက်လက်လုပ်ဖို့လိုတယ်နော်အဲ့တော့ဖြတ်ခနဲပေါ်ဆက်ခနဲလို့ဆိုတော့ ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနည်းဦးလေသာပြီးတယ်6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေကအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင်းဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့စီးပွားတက်နိုင်တယ်ယာရုတိုးတာမျိုးတွေလာတာတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ်လေချောင်းခီးတွေသွားရတတ်တယ်ထီဆူကြီးပေါက်တလို့မျိုးထီဆူကြီးပေါက်တတ်တယ်ငွေတွေအမွေရတယ်လို့ထောက်တယ်နဲ့ဝင်တတ်ပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြေဝမယ် အဲ့တော့ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်เนาะချစ်သူကြီးစားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်ချစ်သူကြီးစားတွေရတတ်တယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ရောမင်္ဂလာအမှုခင်းဖြစ်နေတဲ့ဆိုတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရန်နာပစ္စည်းတွေလောဒစားတွေဝင်တတ်ပါတယ်အဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူတန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဦးနေသားသမီးတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ် အထရမိတ်ဆွေတနေ့ဝင်သားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အင်္ဂါသားသမီးဆွေများလုံးမင်္ဂလာပါ။အင်္ဂါသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့အခုဒီအင်္ဂါသားသမီးတွေအတွက်တဲရော်ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြလာတဲ့တဲရော်ကက်ကတော့ရှင်ပြန်ထားမြောက်ခြင်းဆိုတဲ့တဲရော်ကက်ဖြစ်ပါတယ်နော်။ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတွေကလူတွေကထလာတယ်ပုံပေါ်နော်ပေါ်ထွက်လာတယ် ဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ရှင်တန်ခြင်းเนาะရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်เนาะအဲဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုပ်တရက်ပြန်ရလာတတ်တယ်သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်เนาะအဲ့တော့ဒူဟောင်းတွေအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့တော့လုပ်ငန်းအသစ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တံပြီးတော့လုပ်ငန်းအသစ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်က ကိုအဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေเนาะအဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင် ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုရှိရနေထွက်ထားတဲ့ရွှေတဲ့ပစ္စည်းတော်လည်းကောင်းလက်ဝတ်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းမေเนาะလူပေါင်းတွေပြန်စုံစည်းရတတ်တယ် အဲ့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့ရင်လည်းဒီချိန်ကာလမျိုးမှာ ပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တည်ငောင်းကြရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တစ်ချက်သတိထားမှာအရင်ဖြစ်ပွားခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ခရုဆိုင်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်း အဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တဲ့ interview ကိစ္စတွေစာအုပ်ပွဲကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်ဆိုရင်နိမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့အထိပ္ပယ်ကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းနော်အစ်စ်တဖန် ပြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အသစ်တစ်ပံပြန်လဲနိုးထခြင်းเนาะလုပ်ငန်းကိန်းများနေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်เนาะရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်เนาะရက်တန့်နေတဲ့ငွေကြေးတွေเนาะပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်စုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်เนาะအဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေဗုဒ္ဓဘုရားသခင်မိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသခင်တွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောသနာဟောကြားပေးมาဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသခင်တွေအတွက်ကကြားလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြားလာတဲ့တဲတော်ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွတ်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပေါ်မှာရှိတဲ့ပလင်ကြီးပေါ်မှာထိုင်နေတယ်ခွတ်တစ်ခွတ်ကိုကင်ပြီးတော့ထိုင်နေတယ်ဘရင်တစ်ပါးရဲ့ပုံ ဲ့တော့ကရေလိုင်းအနေနဲ့နော်ရေကန်အလဲမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါပုံမှုသားသမီးတွေအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာပူဝင်ကြရတယ်မရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေးချမ်းတဲ့အဓိပ္ပာယ်နော်အဲဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာကြရတယ် တွေ့ကြုံရမယ်လို့တွေ့ပါတယ်ဘုလူသားသမီးတွေနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ကုသရောင်းဝယ်ကိစ္စတွေအမှုပညာအလှပရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးစရာထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နှမိတ်ဖြစ်ပါတယ်အဲ့တော့အလှူတန်းတွေပြုလုပ်ရတတ်တယ်အလှူတန်းတွေပြုလုပ်ရတတ်တယ်အဲ့တော့ရုံးမြင်ကနာအမှုခင်းတွေဖြစ်နေရင်လည်းရုံးမြင်ကနာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နှမိတ်ဖြစ်ပါတယ် အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့တဲ့အဲ့တော့ဖျားဘူးတွေတွားရတဲ့တဲ့အလှူဒန်းကိစ္စတွေပြုလုပ်ရတဲ့တဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတဲ့တဲ့တိုးချက်ရတဲ့တဲ့လူမျိုးလုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချက်ရတဲ့တဲ့အဲ့တော့ဒီကရဲ့အိဗေမှာတချက်တတိထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တတိထားမှာဖြစ်ပါတယ်အမာရွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုပ်တရက်ညံ့ဝါတတ်တယ်ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့တော့ အရက်နဲ့ပတ်သက်တာတွေနော်ဝိဇီဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်စားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ရက်ဝဲခရီးတွေထွက်ကြတတ်တယ်နိုင်ငံရခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘလူးသားတွေနေနေတာအခက်အခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တည်ငောင်းတွေကြားရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် တော့ဒီအချိန်ကာလမှာဘုရင်သားပြည့်ရင်တွေကကိုပြစ်ချင်တဲ့ကိစ္စကိုလှုပ်ချင်တဲ့ကိစ္စတွေရေရဲဝန်းဆောင်ပြဆောင်ရွက်မှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအတွက်လှုပ်ချင်တာလားကိုလှုပ်ချင်တဲ့မိမိလှုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရဲဝန်းလှုပ်ကြိုင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဘုံလူသားများအားလုံးစိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပြာတွေဝေးကွာကြပါစေ ကျတာပရိသတ်သမိတ်ဆွေများအလုံးမင်္ဂလာပါကျတာပရိသတ်မိတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာကျတာပရိသတ်တွေကြာလာတဲ့တဲတော်နမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တာပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတယောက်ကကောင်မလေးတယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကို လက်ဆောင်ပေးနေပေါ့အဲကျွန်တော်ပေးသားသမီးတွေနဲ့ဒီကဲ့ရဲ့အတိတ်ပဲရတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်တော်များအောင်ကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေပြန်လဲသုံးသပ်နိုင်ခြင်းဆိုတာပေါ့ကိုယ့်ရဲ့ကိုလုံနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကိုအတုံးပြူပြီးတော့အတိတ်ကကြုံတွေ့ကြုံတွေ့ခဲ့တဲ့အဖြစ်ရတွေကိုသင်ခန်းစာယူပြီးတော့မိမိအနေနဲ့ရှေ့ကို အခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုဟောင်းတွေပြန်လဲပြီးတော့အသုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မိဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနေတကြဖွံ့မျိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะအဲ့တော့တရေကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အပြန်လည်နာတဲ့ဟိုရရှိဆုံးအခြေရေးကိစ္စအင်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလအတန်ကြာအစမပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲပြီးအင်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အဆင်ပြေလာနိုင်တယ်အဲ့တော့ set to share လုပ်ငန်းတွေနော် set to စပတ်လုပ်ငန်းတွေဒီနေ့အားလည်းအကျိုးကျေးဇူးတွေရရှိမယ်အဲ့ကြတာဝိဒာတိနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ် တော့ဒီအချိန်ကာလမျိုးမှာအခြေရင်းနဲ့ပတ်သက်တာအိမ်တော်ရင်းနဲ့ပတ်သက်ရင်လေကိုယ့်ရဲ့ဒီငယ်ချင်ဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရှူတဲ့ပစ္စည်းတို့ငွေတို့နော်အပိုးတဲ့ပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မောင်နှမတွေတရားနဲ့ကိုယ့်ကိုကူညီလာလို့ရတယ်အကူညီထောက်ပံ့ကောင်းတွေလည်းရရှိနိုင်ပါတယ်အလုံးနေရအိမ်နေရအပြောင်းအရွှေ့တွေပေါ်ပေါက်တတ်တယ်နော် အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အလားအပါရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေသတာပိတာသင်းပြားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါတောက်ကြသားသမီးဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောသရဟောကြားပေးမှာဖြစ်ပါတယ် အဲ့တော့ဒီတောက်ကြတာအသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြလာမဲ့တုံတွေ့လာမဲ့ကံစတာအစိုးကောင်းတွေပဲကြလာတဲ့တေရောနမိတ်ကတော့ထုံချောင်း၃ချောင်းဆိုတဲ့တေရောကဖြစ်ပါတယ်တောက်ကြတာအသမီးတွေအတွက်အဲ့တော့လူတယောက်ကအဝေးကိုမျောကြည့်နေတယ်ပေါ့နော်ထုံချောင်း၃ရောက်ရဲ့ကြားမှာထုံချောင်း၃ချောင်းကိုကန်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလည်းရွက်လေးတွေရွက်သင်းမောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပေါ့တောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတဲ့ပုံဖြစ်ပါတယ် အော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြသားမှုပြီးကြာလာတဲ့နမိတ်ပေါ့နော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကအမျော်မြင်ကြီးမားခြင်းဆိုတဲ့ပုံနော်အမျော်မြင်ကြီးမားခြင်းအော်ချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အသေးစမ်းတွေကို ရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းဆင်ခြင်သုံးသပ်မှုစွာရည်တွေတိုးတက်ခြင်းနော်အဲ့တော့အသေးစမ်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အချိန်ဆက်တွေ နော်စက်တူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင် ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရေးဆိုတဲ့အထိပ္ပယ်ကိုရပါတယ်အဲ့တော့ခရီးအစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်အဲနေပယ်အစ်စ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ် တော့ခရီးတွေထွက်ကားရတယ်နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နေနမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေအဲ့တော့6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေနေရလဲလုပ်ငန်းကြီးတွေကိုပြုလုပ်ရတတ်တယ်နော်နိုင်ငံခြားခင်းတွေပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်ဒီကြောင့်ခင်းတွေသွားရတတ်တယ်အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတတ်တယ်အရောင်းအဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတဲမှာ မင်္ဂလာဆောင်ကိစ္စတွေအလူတိုင်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေထဲမှာနောက်ရဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမိတ္တရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်ပြရလဲကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကို တိုးချဲ့မယ်ချဲ့တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားခြင်းနော်ခရီးတွေထွက်ကခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံစနေသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ဒီ6လပိုင်းအတွက်တဲရော်ဟော်စတယ်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာ ဖြစ်ပေါ်လာမဲ့ကင်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြူပြီးတဲတော့ဆွဲတဲ့ခံမှာစနေသားသမီးတွေကြာလာတဲ့ကကတော့ထုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတဲ့ရောက်မှာမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းတစ်ချောင်းကိုင်ထားတယ်အခေါင်းမှာရောကိုချက်ဝတ်တန်စာမှာမီးတောက်မီးလျာအသွင်ဆောင်နဲ့ချက်ဝတ်တန်စာကိုဖွင့်ထားတယ်နော်အဲဒီကရဲ့အတိတ်ပဲကတော့ကူပြောင်းခြင်းနော် အလုံးပြောင်းနေရာပြောင်းနေပေါ်ပေါက်တက်တယ်ဆိုတဲ့အထိပ္ပယ်ဖြစ်တယ်။တနေရာတွေတနေရာရွှေ့ပြောင်းခြင်းနောက်စနေသားသူတွေဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်။ကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတယ်မကောင်းပြောခံရတာမျိုးလည်းကြုံတွေ့ရတယ်ဒီချိန်ကာလမျိုးမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မှုကိုရေးကြည့်တယ်မိမိရဲ့ဒေါသကို ထိန်းသိမ်းနိုင်ရင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါ်လာထွက်စရာတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့စိတ်အမြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ဒီကာလမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်ဒီကြေကမှာအလုံးပြောင်းလာတွေအိမ်ပြောင်းနေရာပြောင်းလာမျိုးတွေပေါ်ပေါက်လာတတ်တယ်အိမ်ရာပြောင်းလာမျိုးဟာစနော် ကိုအိတ်ရနေရာထိုင်နေနေပြောင်းရွှေ့ရတာမျိုးတွေကဆက်ကြုံတွေ့ရတဲ့အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝေးကိစ္စတွေပေါ်ပေါက်တက်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်နေတတ်ပါတယ်အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတတ်တယ်ခရီးသွားရတတ်တယ်နော်အဲ့တော့အပြိုင်ဆိုင်အနောက်ရှေ့အတိုက်ခိုက်တွေတော့များနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ရှေ့အတိုက်ခိုက်တွေကိုမိမိနေနေအဲ့အခက်ခဲတွေကိုကြော်လွားပြီးတော့ အောင်မြင်ပါလိမ့်မယ်သို့တော့မိမိရဲ့ဒေါသကိုထိရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုလုပ်မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာအဲ့တော့ဒီချိန်ခါမျိုးမှာစမ်းသစ်တွေ့ထွန်းမှုတွေเนาะအသက်ဆန်းပြုလုပ်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာစနေသားသမီးတွေအနေနဲ့ဟာအလုပ်ပြောင်းတာမျိုးတွေအပြောင်းအရွှေ့တွေထူးထူးခြားခြားပေါ်ပေါက်လာတတဲ့အိယာပြောင်းရွှေ့တွေเนาะအဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะရှေ့ကို ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့ကြိုးစားမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။